ဒီနေ့လာပြင်းနေ့လေးမှာတော့တရေတစီပုံမြင်တွေအစားကောင်းဝင်မုံကငကားဖြူနဲ့ငကားမဲတို့ရဲ့တကိုးចောင်းလေးကိုပြပြပေးချင်ပါတယ်ငကားဖြူနဲ့ငကားမဲရဲ့တကိုးရှိရှိတော့ကကောင်းငင်မုံမှာ ရွှေရောင်တက်ပနေတဲ့ငကားဖြူတစ်ကောင်နဲ့မှောင်မဲနဲ့ဆိုင်တဲ့ငကားမဲတစ်ကောင်တို့ရှိကြတယ်။ နဂါဖြူကအလင်းရောင်နဲ့တရားမျှတမှုကိုကိုစားပြုပြီးနဂါမဲကအမောင်တုနဲ့လွတ်ဝတ်နဲ့နဲမှုကိုကိုစားပြုတယ်။သူတို့နှကောင်ဟာအမြဲတူရှိပြီးကောင်းကင်ဘုံကိုဆောင်းလျှောက်ကြတယ်။ဒီနေ့မှာကောင်းကင်ဘုံကိုဖျက်ဆီးဖို့ကြိုးစားတဲ့နတ်ဆိုးကြီးပေါ်လာတယ်။နတ်ဆိုးကြီးကအင်မတန်မှတကိုးကြီးပြီးကောင်းကင်ဘုံမှာရှိတဲ့နတ်ဒေဝတွေဘယ်သူမှ သူ့ကိုမရှင်နိုင်ကြဘူး။ နဂါးဖြူနဲ့နဂါးမဲတို့လည်းနတ်ဆိုးကြီးကိုတားဆီးဖို့စ조사ပေမဲ့မအောင်မြင်ခဲ့ဘူးနဂါးဖြူကနတ်ဆိုးကြီးကိုပြောတယ်နတ်ဆိုးကြီးမင်းကောင်းငင်မုံကိုဖျက်ဆီးလို့မရဘူးငါတို့မင်းကိုပဲတော့မှအရှုံးမပေးဘူးနဂါးမဲကလည်းနတ်ဆိုးကြီးကိုပြောတယ်နတ်ဆိုးကြီးမင်းရဲ့တကိုးတွေဘလောက်ပဲကြီးမားနေပါစေ။ ငါတို့ကောင်းငင်မောင်ကိုမင်းလက်ထဲထည့်မပေးဘူး။ငကားဖြူနဲ့ငကားမဲတို့ဟာသူတို့ရဲ့တကိုးတွေကိုစုစည်းပြီးနှက်ဆိုးကြီးကိုတိုက်ခိုက်ကြတယ်။ငကားဖြူကသူ့ရဲ့ရွှေရောင်အလင်းနှန်းနဲ့နှက်ဆိုးကြီးကိုထိုးနှက်ပြီးတိုက်ခိုက်ကြတယ်။နဂါမဲကသူ့ရဲ့မှောင်မဲတဲ့စွမ်းအားတွေနဲ့နှက်ဆိုးကြီးကိုဝန်းရံထားတယ် နဂါဖြူနဲ့နဂါမဲတို့ရဲ့စွမ်းအားတွေပေါင်းဆက်လိုက်တဲ့အခါမှာအင်မတန်မှကြီးမားတဲ့စွမ်းအင်တစ်ခု ဖြစ်ပေါ်လာတယ်။အဲဒီစွမ်းအင်ကနတ်ဆိုးကြီးကိုတဖြည်းဖြည်းအားနည်းသွားစေတယ်။နောက်ဆုံးမှာတော့နဂါဖြူနဲ့နဂါမဲတို့ဟာနတ်ဆိုးကြီးကို အနိုင်ရရှိသွားကြတယ်။နတ်ဆိုးကြီးကို အနိုင်ရရှိပြီးရဲ့နောက်မှာ နဂါးဖြူနဲ့နဂါးမဲရူဟာ ကောင်းငင်မုံကိုငင်းချမ်းတာရအောင်ဆက်လက်ထိမ့်သိမ့်ကြတယ်။သူတို့နှစ်ကောင်ဟာကောင်းငင်မုံရဲ့အလင်းနဲ့အမောင်းတရားမျှတမှုနဲ့လျှို့ဝှက်နှံနှဲမှုတွေကိုအမြဲတမ်းကိုစားပြုနေကြတယ်။ဒီပုံမြင်လေးဟာနဂါးဖြူနဲ့နဂါးမဲရဲ့တကူနဲ့ကောင်းငင်မုံကိုစောင့်ရှောက်တဲ့အကြောင်းကိုပုံမြင်လေးအလေးနဲ့ပြောပြပေးခြင်းဖြစ်ပါတယ်။ ။စိုင်းနှစ်သက်မယ်လို့လည်းမျှော်လင့်ပါတယ်။နားထောင်ပေးတဲ့သူတဦးတယောက်ချင်းစီအားလုံးကိုလည်းယေရှုတင်ပါတယ်။